စစ်ကောင်စီအနေနဲ့ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလည်းတွေပြန်သွားမယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ပြောဆိုလိုက်ပါတယ်ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကြီးစင်ပြီးမှပြောကြားလိုက်တာလည်းဖြစ်ပါတယ်ရုရှားနိုင်ငံဘယ်လာရုစ်နိုင်ငံတွေကထဲထဲဝင်းဝင်းဝင်ရောက်ထောက်ခံပေးတဲ့ပြင်လေးလာဆောင်ကြည့်အဖွဲ့တွေလည်းလှုပ်ပေးမယ်ဆိုတဲ့ခံယူချက်မျိုးရရှိခဲ့ပါတယ်ပြည်သူတွေအနေနဲ့ဝမ်းသာစရာကကျွန်တော်တို့ဟာပြည်သူတွေလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလဲမတွေပြန်သွားမယ်မလဲမတွေဆောင်ရွက်သွားပေးပါမယ် ဒါအောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ပါလေလို့ဗိုလ်ချုပ်စော်မင်းတို့ကတော့ပြောဆိုထားပါတယ်ခီးစဉ်ရလန့်လီနဲ့ပြည်ဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးရုရှားနိုင်ငံဘယ်လာရုစ်နိုင်ငံတွေကမြန်မာနိုင်ငံဘက်ကဆက်လက်ရည်တည်သွားမယ်ဆိုတဲ့အမကန်ချက်လည်းရရှိခဲ့တယ်လို့ဆိုပါတယ်ယူကော့ဘွဲနဲ့ပတ်သက်ပြီးတော့အစောဆုံးဟာဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကျဆုံးဟာဇန်နဝါရီလဒုတိယပတ်ဖြစ်ပြီးယူကော့ဘွဲနဲ့ပတ်သက်လို့ရုရှားနိုင်ငံဘယ်လာရုစ်နိုင်ငံတွေပြင်တန်တဲ့နိုင်ငံတကာတွေကထောက်ခံအားပေးခဲ့တယ်လို့လည်းစစ်ကောက်စီရဲ့ပြောကြားချက်ကသိရှိရပါတယ်ခင်ဗျာ တရုတ်နိုင်ငံနဲ့ဆက်နွယ်နေတဲ့မြန်မာစီးပွားရေးလုပ်ငန်းလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂထုတ်ကိုယ်စားလှယ်ကိုစွန့်စမ်းစစ်ဆေးဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။ကုလသမဂ္ဂထရီတူရင်းမှုရဲ့မြန်မာနိုင်ငံဆိုင်ရာထုတ်ကိုယ်စားလှယ် Jubilee Bishop ဟာ Energy Transition Mineral ETM Company မှာမှာဗျူအာဂျန်ဘေးဖြစ်မကြသေးခင်ကခက်အခန့်ခဲ့ပြီးအဲ့ဒါဟာမြန်မာနိုင်ငံအတွက်ပတ်ဝန်းပတ်သက်မှုရှိတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ဆက်နွယ်တဲ့ Greenland ဒေသမှာရှိတဲ့အငင်းပေါ်ဝယ်ယူရေနီယံနဲ့မြေချတတ်ထုတ်ဖို့အစီအမံငင်းတို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒါမှမြန်မာနိုင်ငံတွင်းအချက်တွဲတွေဖြည့်ရှင်းဆောင်ရွက်မဲ့သူတွေဒီမိုကရေစီဘက်တော်သားများရဲဘွဲဖွဲ့စည်းများထိခိုက်နစ်နာတဲ့ရဲရွာလူထုတွေနဲ့ထိတွေ့ဆက်ဆံရမှာယုံကြည်မှုနဲ့တမာတမတ်ရှိမှုတို့ကမေကွန်ထုတ်เสียဖြစ်နေတယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ဒါကြောင့်ကုလသမဂ္ဂထွေထွေတွင်းမှုအန်တိုနီယိုဂူတာရက်စ်အနေနဲ့ဂျူဘလီဘီရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေကအကျိုးစီးပွားပြပခတွေကိုစုံစမ်းစစ်ဆေးမှုတည်းလှုပ်ဆောင်ပေးဖို့ GFM ကတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမက်ဇနာမောင်က ဒီဥနိုင်ငံကမြန်မာစစ်အုပ်စုရဲ့ကြီးစိုးလင်းလင်းအောင်ချတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့မြန်မာစစ်အုပ်စုအတွက်တပ်တုတူဖို့ရေးကဏ္ဍအပအဝင်အရေးပါတဲ့အခွန်အငွေရင်းမြစ်တွေကိုလည်းပေးနေပါတယ်။ဒါကြောင့်ကုလသမဂ္ဂထုတ်ကိုယ်စားလှယ်နဲ့တရုတ်စိုးရတို့ကြားစီဝါရေးဆိုင်ရာဆက်နွယ်မှုမှန်သမျှကိုဆွေးနွေးမကင်ရှိနေမှာဖြစ်ပြီးတော့အထူးကိုယ်စားလှယ်တောင်းကိုဂုံတိတ်ခါချစ်ချစ်ထမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်းမေးခွန်းထုတ်เสียဖြစ်နေပါတယ်လို့ပြောဆိုထားပါတယ်။ Australia အခြေစင်းဝင်ကုမ္ပဏီ ETM ကတစ်ဆင့် WBC ရဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီနဲ့ဆက်နွယ်မှုကို Study Paper သတင်းစာကပထမဆုံးသတင်းရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ 2025ခုနှစ်ဇန်နဝါရီလမှာ Jubilee Bishop ကိုသူ့ရဲ့စီးပွားရေးချမ်းမင်းလုပ်ငန်း Jubilee Bishop and Partner ကတစင် ETM Company ရဲ့မာဗျူအချမ်းမင်းပြီးခန့်ခဲ့တာလည်းဖြစ်ပါတယ်။ဒီဥနိုင်ငံကဇေဒဝိုင်းပိုင်ဆိုင်တဲ့ Shagan Resources ဟာ ETM ရဲ့အဓိကရှယ်ရှင်ဖြစ်ပြီးတော့ Shagan Resources ရဲ့ထုတ်ပြန်ချက်တွေအရအဲ့ဒီကုမ္ပဏီဟာမြန်မာနိုင်ငံကမြေရှားတပ်ထုတွေတူဖို့ရယူခဲ့တယ်လို့ဆိုပါတယ်။ ETM ရဲ့နောက်ထပ်မိဘကုမ္ပဏီကူဖြစ်တဲ့ China Communication Consortium Company CCCC ဟာမြန်မာနိုင်ငံမှာအသက်ဝင်စေဖြစ်ပြီးတော့ ဒီရုပ်မြန်မာစီးပွားရေးဈေးညံစီမံကိန်းတွေကြောက်ဖြူရင်းနဲ့စီမံကိန်းတွေလို့စီမံကိန်းတွေနဲ့ဆက်နွယ်နေတယ်လို့လည်းဖော်ပြထားပါတယ်ဂျူပလီဘီရှော့ကိုကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာထူးခုစလဲပြင်2024ခုနှစ်ဧပြီလမှာခန့်ခဲ့ရလဲဖြစ်ပါလေခင်ဗျာဝီကီဟင်လီတနပ်ပုလက်ထားသူနီးပြားကတင်နန်းသူမျိုးသမီးငယ်တွေကိုအိမ်တော်ရှိမရှိမေးပြီးတော့အိမ်တော်ရှိသူအပြိုတွေကိုရီကီဟင်လီပညာရေးနဲ့ဘာသာရေးများကိုခေါင်းစဉ်တက်ပြီးလေအိမ်မြတ်ထုတ်ခဲ့တဲ့အတွက်လူမှုကွေးမှာဝယ်မှုတွေများပြားနေပြီးတော့ဟိန်းဘာသာရေးခေါင်းစဉ်တက်ခဲ့တဲ့အတွက်လည်း ဟိန်နူဘာသာရေးအသိပညာဖွဲ့ကကန့်ကွက်ကြောင်းထုတ်ပြန်ထားပါတယ်အဲ့ဒီဖြစ်စဉ်က2024ခုနှစ်ဒီဇင်ဘာအတွင်းရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ယူရီဟီလင်နဲ့အတက်စမတ်ပညာခန့်အပ်ခြင်းပွဲမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အိမ်တော်မရှိတဲ့တင်နန်းသူတွေရဲ့ရေကြီးမှခန္ဓာကိုယ်စိတ်ပိုင်းကိုသူလက်နဲ့ထိကန်ပြီးတင်ငယ် exercise လုပ်ခန်းခြင်း၊ PK exercise လုပ်ခန်းခြင်းသူရဲ့ခန္ဓာကိုယ်စိတ်ပိုင်းနဲ့နောက်ကျောက ထောက်ခြင်းတို့ကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။မိမိရဲ့တင်နန်းသူတွေကိုလက်မဆန်နောက်ဆက်ခဲ့တဲ့ပေါ်တင်နန်းဆရာမကအစည်းအဝေးမှာမေးမြန်းခဲ့တဲ့အခါမှာတင်နန်းနီးပါးက ဘာသာရေးကိုကောက်ကွယ်ပြုလုပ်ကညှိဆိုခဲ့ပြီးတော့တင်တန်းကဆရာဆရာမတချို့ကကျွန်းလူသူဆရာဘက်ကဘာသာရေးအကြောင်းဘက်ကခုခံပေးခဲ့ပါတယ်ကျွန်းလူသူမျိုးသားဟာအိန္ဒိယနယ်ပါဖြစ်ပြီးတော့ဟဲ့နူဘာသာကနေဗုဒ္ဓဘာသာဖြစ်ပြောင်းလဲခံယူထားသူဖြစ်ပါတယ်ကျွန်းလူသူတို့ဟာလိင်မြတ်ထုတ်မှုများကိုဗုဒ္ဓဘာသာမှာဝိပဿနာကို၎င်းဟိန္ဒူဘာသာမှာကျမ်းကို၎င်းမိမိတို့စိတ်ဆန္ဒရယူသုံးပြီးအကာအကွယ်ယူသုံးခဲ့ကြအောင်အတန်ဖန်နာကတစ်စင်းတရှိရကြောင်းနဲ့အဲ့ဒီဖြစ်စဉ်ဟာဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာနှစ်ဘာသာလုံးရဲ့ဂုဏ်ရက်ကြီးကိုညှို့နှံ့စေအောင်ပြုမှုတွေပြောဆိုမှုဖြစ်ကြောင်းဟိန္ဒူဘာသာရဲ့အသိပညာဖွဲ့ကတော့ဖော်ပြပြောဆိုလိုက်ပါတယ် ဟီလင်တန်နန်းကလိမ်မြထုတ်မှုတွေပေါ်ထွက်နိုင်ပြီးတဲ့နောက်မှာဒီနီးပြဆရာငွေကြေးချမ်းသာတဲ့ဟိုတယ်ပါရှင်တူဦးဖြစ်ပြီးတော့ဟီလင်တန်နန်းတွေမဖွင့်လို့မိကလေးကဟိုတယ်မှာရှိတဲ့မျိုးသမီးဝန်ထမ်းတွေပေါ်လိမ်မန်းဆရာထိပါနောက်ဆက်ခြင်းလိမ်မြထုတ်ခြင်းတွေလုပ်ခဲ့ဘူးတယ်လို့ကျူးလို့ခံထားရဘူးသူတွေနိနာသူတွေကလူမှုကွင်းမှာထုတ်ပြောလာကြပါတယ်ဒီအတွက်နင်းနာခံရတဲ့တင်တန်းသူတွေဘက်ကရက်တိပေးခဲ့တဲ့တင်တန်းသူဆီယာမကဥဆောင်ပြီးနီးပြဆရာရဲ့လူတွေကိုပြည်သူတွေတိအောင်အတန်ဖန်နေတော့ကဖော်ထုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။နင်းနာသူတွေဘက်ရက်တိပေးခဲ့တဲ့ဆီယာမကသူ့အနေနဲ့အခုလိုဖွင့်ထုတ်ပြရခြင်းမှာ human right human right နဲ့ justice တရားမျက်တောက်နဲ့မြို့သမီးကောက်ကမှုအတွက်ဘာလို့လူမှုကွင်းမှာရေးသားပြောဆိုထားပါလဲခင်ဗျာညဒင်းမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံနယ်ရှင်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်တည်ရှိနားဆင်နေမှာပဲခင်ဗျာ